လက်ရှိအာဏာသိမ်းစစ်ကောင်စီဟာ CDN ဝန်ထမ်းတပိတ်ကြောင့်အစိုးရဝန်ကြီးဌာနတွေရဲ့ရန်နေရာတွေရပ်ဆိုင်နေတဲ့အတွက်ဝန်ထမ်းတွေအလုတ်ပြန်စစ်အောင်ချော့တကား6တလက်နှီးမျိုးစုံနဲ့စူးစမ်းနေပါတယ်ခင်ဗျာဒါမှလည်းအာဏာသိမ်းတာ2လခွဲကန်ရှိလာပြီဖြစ်ပေမဲ့ဝန်ထမ်းအများစုကတော့စစ်ကောင်စီကိုစန့်ကျင်ပြီးကြံ့ကြံ့ခိုင်ရပ်တည် နေစေပါပဲဒါဟာမြန်မာတမိုင်းမာတွေမှာကကဘာတမိုင်းမှာပါမှတ်တမ်းတင်ရမယ်လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ် ဆရာဝန်ဆရာမကျမ်းမာရေးဝန်ထမ်းတွေကျောင်းဆရာဆရာမပညာရေးဝန်ထမ်းတွေမိရထားဝန်ထမ်းတွေရဲ့အံတုမှုတွေကိုလူလူက မလေးစားပဲမနေနိုင်ပါဘူးခင်ဗျာဒလားမျိုးနဲ့ကအထက်တန်းပြဆရာမဒေါ်ချမ်းပေါ်ကသူတို့မျိုးနဲ့မှာပညာရေးဝန်ထမ်းခုနှစ်ခန့်ရှိပေမဲ့အလုတ်ပြောင်းဝင်တဲ့သူကအ ਨੇ ကျင့်မဲ့ရှိပါတယ်လို့ပြောပါတယ်အခုလက်ရှိကျမတို့မျိုးနဲ့မှာ21ရက်22ရက်23ရက်တွေမှာတင်နန်းကြီးဖွင့်ဖို့ရှိတယ်အရင်ကြီးတောင်လျှောက်သူတို့တွေခေါ်တယ်ပေါ့နော် ပထမတစ်ချိန်တင်တန်းပြက်ပြီးသွားပြီ moment တင်တန်းပေါ့အခုအဲ့ဒီတင်တန်းအကြောင်းပြပြီးတော့ခုချက်ချမလေးကိုစီဒီအန်ဆက်မလုပ်ဖို့ကြီးခေါ်နေတာရှိပါတယ်အဲ့တင်တန်းကိုလာတက်ပါပေါ့နော်လာမတက်လို့ရှိရင်ညီမတို့ယာရီဆိုင်းစာထုတ်မယ်ပြီးလို့ရှိရင်ဒုတိယတစ်ချိန်ဒီပလာကောင်မှာဝန်နေပေးမယ်ပေါ့နော်ဝန်နေထွက်မယ်အဲ့ဒါမှမရသေးလို့ရှိရင်မိသားစုမှာကျမတို့ကိုစုံစမ်းပြီးမြန်မယ်ပေါ့နော်စစ်စစ်ရေးဝင်မယ်ဆိုပြီးတော့အဲ့လိုသင်ကြောက်ပြီးတော့ဒီဇာတ်လမ်းနဲ့ပညာရေးမှုအပါအဝင် ပေါ့လုပ်နေကြတဲ့ ဒါပေမဲ့ဆက်စမအများစုကအဲ့ဒီတန်တန်းတွေကိုလည်းမတက်ဘူးဆက်ပြီးတော့တောင်းခံသွားမယ်။လက်ရှိမှာကျန်းမာရေးဝန်ကြီးဌာနဝန်ထမ်းတွေကလည်း CDM လှုပ်ရှားမှုမှာအကြီးအကျယ်ပါဝင်နေတာမြင်ရပါတယ်။ဥပမာအဖြစ်ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးမှာဝန်ထမ်း405ဦးရှိတဲ့အနေနဲ့ CDM မှာမပါဘဲအလုပ်ဆင်းသူက18ဦးပဲရှိတယ်လို့သိရပါတယ်ခင်ဗျာ။ဒါဟာဆရာဝန်ဆရာမဝန်ထမ်း95ရာခိုင်နှုန်းကျော်ကစစ်ကောင်စီကိုစန့်ကျင်နေတယ်လို့အတိတ်ပဲရပါတယ်။တခြားဆေးရုံတွေမှာလည်းအလားတူပါပဲ။ တပီလုံးနိဗာဆေးရုံတွေပိတ်ထားရခြင်းမှာလူနာတွေကိုပြင်ပဆေးကန်းတွေမှာဆရာဝန်အများပြကအခမဲ့ကုသပေးနေတာလဲကြားသိနေရပါတယ်ဆရာဝန်တွေကိုလစာလာထုတ်ကြပါကိုဗစ်ကာကွယ်ဆေးတွေလဲလာထိုးကြပါလို့စစ်ကောင်စီကပြောပေမဲ့သူတို့လစာလဲသွားမထုတ်ကာကွယ်ဆေးလဲသွားမထိုးကြဘူးလို့ဆရာဝန်တူက RF ကိုပြောပါတယ်စစ်ကောင်စီအတိုင်းဝိုင်းကအများပြည်သူတွေကိုဒီအပိုင်းထိုးနှံပေးနေတဲ့အဲ့ဒီကိုဗစ်ကာကွယ်ဆေးတွေဟာလဲ ိုးရောင်းထိမ့်သိမ်းထားရမယ့်နည်းစနစ်မှန်မှန်တဲ့အတွက်အာနိသင်ရှိတာကြောင့်ကာဝစေထိုးနှံခံရသူတွေမှာကိုပူးချင်းဆေးထိုးတဲ့နေရာတဝက်အနည်းငယ်ကြိုက်ခဲနာကျင်ချင်းစတဲ့ဆေးရဲ့လက္ခဏာမပြတာကိုလည်းမြင်သိနေရတယ်လို့အဲ့ဒီဆရာဝန်ကပြောပါတယ်ခင်ဗျာဒီတော်တွင်စစ်ကောင်စီကအခုတကြံကာလပြီးဆုံးလို့မှရုံးမတဲ့အလုတ်ပြန်မစင်မှုဆိုရင်လက်ထောက်ညှို့မှုနဲ့အောက်အဆင့်ဝန်ထမ်းတွေကိုအလုတ်ကထုတ်ပေးမှဖြစ်ပြီး လက်ထောက်ညွှန်မှုတဲ့အစ်စ်မြင့်တဲ့အရာရှိတွေကိုတော့တရားစွဲမယ်ဆိုပြီးချင်းချောက်နေတယ်လို့ကြားရပါတယ်။ဆရာမဒေါ်ချမ်းဘောက CDM ဂွန်နန်းတွင်အနေနဲ့လာမယ့်မေလအရောက်မှာစာဝင်နေရဲ့အခက်အခဲတွေနဲ့တိတိတတ်တာရင်ဆိုင်ရနိုင်တယ်လို့ပြောပါတယ်။သူတို့တွေအခုအကြီးအကဲဆိုင်ခေါ်မှုကအဲလာစာကိစ္စဖြစ်နေတယ်။အများစုကဝန်ထမ်းတွေဖြစ်တော့ခုဒီလာစာတစ်ခုကိုပဲမိပြီးတော့နော်မိသားစုတစ်ခုနေကြတာနေရတာဟုတ်ပြီ။အဲ့ဒီမှာအဲ့တနန်းတက်ဖို့ဆွဲတဲ့အချိန်မှာတစ်ခုပါပါတယ်။အခုဒီ20ကျော်မှာတနန်းအဖွဲ့မှာ အဲ့ဒီမှာမတက်တဲ့လူတွေအားလုံးဒီနားစာပြီးမှဆက်မဆွဲဘူးလို့ပြောထားပြီးပေါ့နော်လုံသမားလေသမားအရေးဆောင်ရွက်နေသူတဦးဖြစ်တဲ့ဦးစော်ရန်ကလည်း1988အရေးတော်ပုံတုန်းကလိုမဖြစ်အောင် CDM ဝန်ထမ်းတွေကိုတခြားပြည်သူတွေက ထောက်ပံ့ပေးဖို့လိုအပ်မယ်လို့အကြံပေးပါရခင်ဗျာကျွန်တော်တို့စီရီယံနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံတမိုင်းသင်ခန်းစာအကြီးရတာတယ် 88မှာကျွန်တော်တို့က GSC ပေါ့နော်ဒီအထွေထွေသတိကော်မတီကနေပြီးတော့အခုဆို CDN ပေါ့ဗျာဝန်ထမ်းအားလုံးကကြားပြအစိုးရမရမချင်းအလုံးမသိဘူးဆိုတာလုတ်လိုက်တဲ့အတွက်ဘယ်လောက်ထိကျွန်တော်တို့အောင်မြင်သွားလဲဆိုရင်ဒါဘုတ်ချုပ်မွေးစောမော်ရဲ့စကားအရာတမရောစီလိုတာတော့မှ General Strike Committee ကနေပြီးတော့လက်မှတ်ထိုးมาရတာအဲ့အဆင့်ထိအောင်မြင်ပြီးကမှနောက်ဆုံးမှာကျွန်တော်တို့ဝန်ထမ်းတွေကပြန်ပြီးတော့ အလုတ်တွေဆင်းလိုက်တယ်အဲ့မှာကျွန်တော်တို့အစ်အစိုးရပြန်ခိုင်မာသွားတာပဲအဲ့တော့စီဒီယံအောင်ကိုအောင်မြင်မှဖြစ်မယ်အဲ့လိုမအောင်မြင်အောင်အတွက်လဲစစ်တပ်ကနေပြီးတော့ထောက်ပံ့သူတွေရောစီဒီယံလုတ်တဲ့လူတွေကသမိုင်းမှာတခါမှမကြုံအောင်ရဲဆက်ဆက်ချိန်မုန်းတာဗျာတို့စီရဲနဲ့ပတ်သက်လို့ပြောရင်ထောက်ပံ့ရေးလမ်းကြောင်းတွေပြတ်တောက်နေတယ်။ကြပြားတစ်ချက်မှမရသေးပဲနဲ့စိတ်ဓာတ်တက်တက်ကြီးနဲ့ပဲလုံနေတဲ့စီရံမျိုးရှိတယ်။လမ်းဘေးရောက်နေတယ်၊ခုံကြီးကျောင်းတွေမှာရောက်နေတယ်။ဒီတော့တွင်နိုင်ငံတကာရောက်မြန်မာနိုင်ငံသားတွေက CDM မှာ ပါဝင်နေတဲ့ဝန်ထမ်းတွေကိုကူညီဖို့အတွက်အလူငွေတွေကိုအားထည့်တရောထည့်ဝင်နေတာမြင်ရပါတယ်1988စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းပြည်ပကိုထွက်ခွာနေထိုင်ကြတဲ့မြန်မာနိုင်ငံသားအရေအတွက်ဟာသိမ်းပေါင်းများစွာရှိပြီးစစ်တပ်ကလက်နက်အားကိုးနဲ့အာဏာသိမ်းတဲ့အစဉ်အလာကိုအပြေးပိုင်ဖျက်သိမ်းဖို့အတွက်အစွမ်းကုန်ကူညီမယ်လို့ပြောဆိုနေကြပါတယ်ခင်ဗျာကျွန်တော်ခင်မောင်ဆိုးပါ Washington DC ကနေတင်ပြလိုက်တာဖြစ်ပါတယ်ခင်ဗျာ